စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲဟာအရွေးတစ်ခုကိုအမှန်တကယ်မှန်လားနိုင်ပေမဲ့လုံပိုင်ခွင့်ကိုလူတူးတယောက်ထဲကကင်ထားတဲ့အစားမျက်တာမှုရှိသွားမယ်လို့ပို့မြို့သားလူမြောက်ရေးဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကကအာရခတိုင်ကိုပြောပါရယ်အမှန်တကယ်ကြီးတော့မစားနိုင်ပါဘူးတိုးတော်လည်းပဲချက်ပြန်ဘဲလဲတော့ရသွားတာပေါ့အခုအခုလက်ရှိမှာတော့ဒီတနေရာတော့မှလုံပိုင်ခွင့်အားလုံးကဆုပေါ်လာတဲ့ခါကျတော့ဒီမနေ့အချက်ချင်းရှိတာတော့တော့ကြာရတော့တိုးတော်လည်းပဲနောက်ပိုင်းမှာ 不多，水果菠萝没，苏 <noise> 亚，我们那乌场没，苏亚水果菠萝没，不过乌场呢，差不多水果些没，这水果的话，一起就新嘛，对，恰一起就新，你别来咯，哎，恰点白来那个菠萝没呢，如果说阿龙话，啊，这米亚那边那个，恰点白来那米西乌的，巴罗罗，米西乌感觉，了。 ဒီကဝယ်ပြီးတော့အချက်ရဘဲနဲ့လုပ်တဲ့ system မျိုးတော့ပြန်ပေါ်လာနိုင်တာပေါ့ကျွန်တော်အဲဒီလိုတော့ယူဆပါစကောမရှင်အားရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ဒါပြင်အပိုင်း2ကိုတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့နဲ့အပိုင်း3ကိုတော့ဇန်နဝါရီလ25ရက်နေ့လောက်မှာကျင်းပသွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ရွေးကောက်ပွဲကိုမြို့နယ်အများပြားမှာအောင်မြင်စွာကျင်းပနိုင်ရေးအတွက်စကောမရှင်ဟာတရုတ်အကူအညီနဲ့နေမြေတွေပြန်လည်တောင်းထားသလို စီးရဲအရလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေပုံမလို့ဆောင်လာနေပါတယ်ငင်းငင်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကိုတော့ရွေးကောက်ပွဲပြီးမဲရလက်တွေထွက်လာမှပြန်လည်စဉ်းစားလာနိုင်တယ်လို့ပို့မြို့သားလူမြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခေါဥက္ကကအာရခတိုင်ကိုပြောပါရယ်ရွေးကောက်ပွဲရွေးကောက်ပွဲလုပ်ငန်းနေရာလေးဒီနေ့အေးစမ်းမရအောင်ကြိုးပမ်းနေတာတွေ့တော့ဒီပထမတစ်ဆုပ်ပါလေရွေးကောက်ပွဲ ဒီမှာ message ပထမတော့အောင်မြင်ကြည့်အောင်လုပ်ချင်တဲ့သဘောတွေကိုတွေ့ရပါတယ်။ငွေငယ်လုပ်ငန်းတွေကတော့အာဒီဆွေးနွေးပွဲလုပ်ငန်းတွေကတော့ခဏထားနိုင်ပါသေးတယ်။အပြီးထားပြီးတော့ဒီဘက်ပွဲလုပ်ငန်းတွေပြီးပြအောင်လုပ်ပြီးတော့ဇန်နဝါရီလ17ရက်နေ့အတူတူအကျော်ပါလေ။ဒီဘက်ပွဲတက်လာမယ်။ပြီးရင်တော့ဖေဖော်ဝါရီလကုန်နောက်မှာဆိုရင်တော့ဒီဘက်ပွဲရလတ်တွေအကုန်လုံးပေါ်လာပြီးတော့အဲ့ဒီခါကျမှ ်းငယ်လုပ်ငန်းစဉ်တော့ကိုနည်းနည်းလေးစဉ်းစားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။စစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာလူလူထောက်ခံမှုအကောင့်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ရခိုင်မြို့သားပါတီ ANP တို့မပါဝင်ပဲဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း9023ဦးနဲ့86ဦးကိုတော့ဥပဒေနဲ့မကိုက်ညီလို့ပယ်ဖျက်ခဲ့ပါတယ်။